ရန်ကုန်မြို့မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလတွင်ကပြုလုပ်ခဲ့တဲ့ဆန္ဒထုတ်ဖော်မှုကြောင့်ကျောင်းသားကောင်းဆောင်မဖြူပြူအောင်ကိုဗပေးတန်းနဲ့ဘိုးထောင်မြို့နယ်ရဲတပ်ဖွဲ့တို့ကပုံမှန်၁၈နဲ့ထပ်မံအမှုဖွင့်ခဲ့တယ်လို့မဖြူပြူအောင်ရဲ့ဖခင်ဒေါက်တာနေဝင်းကဧပြီလ၂၄ရက်နေ့ကပြောပါရယ်။မဖြူပြူအောင်ရဲ့ဖခင်ဖြစ်သူဦးနေဝင်းကဧပြီလ၂၂ရက်နေ့ကသမီးဖြစ်သူနဲ့ထောင်ဝင်းစာသွားတွေ့တဲ့အခါသူ့ကိုဘိုးထောင်ရဲစခန်းကပုံမှန်၁၈နဲ့အမှုဖွင့်တရားစွဲထားတဲ့အကြောင်းပြောပြီးထောင်ဝင်းစာတွေ့ပြီးပြန်ထွက်လာတဲ့အခါ ထောင်ထဲကိုရဲကားတစ်စီးဝင်သွားတာတွေ့ရတဲ့အမေးကြီးတဲ့အခါဗဘဲတန်ရဲစခန်းကဖြစ်ပြီးမတ်ဖြူဖြူအောင်ကိုတရားစွဲဖို့လာတာလို့သိရကြောင်းပြောပါရယ်ဒီလိုမှုဖွင့်ရမှာဗဘဲတန်မျိုးနယ်ရဲတပ်ဖွဲ့ကမတ်ဖြူဖြူအောင်နဲ့အတူကိုနန္နာဆက်အောင်ဘူထောင်မျိုးနယ်ရဲတပ်ဖွဲ့ကမတ်ဖြူဖြူအောင်နဲ့အတူကိုနန္နာဆက်အောင်ဂျိမ်းစ်ကောကိုလင်းထက်နိုင်တို့ကိုပါတပါတယ်ပုံမှန်ဆက်ရှင်နဲ့မှုဖွင့်ထားတယ်လို့သက်ဆိုင်ရာရဲစခန်းကသိရပါရယ်ဒီလိုမှုဖွင့်ထားမှုနဲ့ပတ်သက်ပြီးဗဗဲရဲမျိုးနယ်ရဲတပ်ဖွဲ့မှရဲမှုခင်မောင်တွေကမဖြူဖြူအောင်နဲ့ကိုနနာဆေအောင်နှစ်ယောက်ကိုဖေဖော်ဝါရီလ၈ရက်နေ့ကခွင့်ပြုချက်မရှိဘဲဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ28ရက်နေ့ကအမှုဖွင့်ထားတာဖြစ်တယ်လို့ပြောပါရယ်။ဗိုလ်တော်မျိုးနယ်ရဲတပ်ဖွဲ့မှရဲမှုစိန်ဝေးကလည်းမှတ်ပြပြအောင်ကိုနနာဆီအောင်နဲ့ဂျိမ်းစ်ကောကိုလင်းထက်နိုင်တို့ကိုအေဘလာ18ရက်နေ့ကတည်းကပုံမှန်ဆက်ရှင်နဲ့အမှုဖွင့်ထားတာဖြစ်တယ်လို့သိရပါရယ်။ဒီမိုကရေစီပညာရေးပင်မတပိတ်စစ်ကြောင်ကိုထောက်ခံတဲ့အနေနဲ့ဖေဖော်ဝါရီလ10ရက်နေ့ကဆန္ဒထုတ်ပေါ်မှုတစ်ခုပြုလုပ်ခဲ့ပြီးတာမွေမြို့နယ်ပိုးစိမ်မှန်ကွင်းရှိကနေရန်ကုန်မြို့တော်ခမ်းမရှိအထိလမ်းလျှောက်ဆန္ဒထုတ်ပေါ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့မပြူပြူအောင်အပါဝင်ဖန်စီကန်ကျောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကိုပုံမှန်143ပုံမှန်145ပုံမှန်149ပုံမှန်332ပုံမှန်55ခါခွေတို့နဲ့တရားစွဲဆိုခံရရတာဖြစ်ပါတယ်။